ဒုတိယကမ္ဘာစစ်ပြီးကာစနော်1945အလွန်နောက်ပိုင်းမှာနော်ဒုတိယကမ္ဘာစစ်တုန်းကမာမိတ်တွေဖြစ်ကြတယ် US နဲ့ဆိုဗီယက်ရုရှားတို့ကတဖြည်းဖြည်းပေါ့နော်อืมယုံကြည်မှုတွေကင်းမဲ့ပြီးတော့တင်းမမှုတွေဖြစ်လာရာကနေစပြီးတော့မှအပြန့်အဆိုင်တွေဖြစ်လာကြတယ်ဒီလိုနဲ့1958ခုနှစ်မှာဆိုဗီယက်ရုရှားတို့ကစပတ်နစ်လို့ခေါ်တဲ့ နော်ပထမအုပ်ဆုံးလူတွေလှုပ်ထားတဲ့ဂျိုတူကိုသူတို့ကလွန့်တင်နိုင်ခဲ့ကြတယ်ဒီလိုနဲ့ US ပစ်ကကြာ US ပစ်ကနော်၃လုံး၆ချပြီးတော့ပေါ့နော်ဒီဆိုဗီယက်ရုရှားတို့ကငါတို့ကိုကြော်တက်သွားပြီး science နဲ့ technology အပိုင်းမှာငါတို့ထက်တာလွန်သွားပြီးဆိုပြီးတော့မှသူတို့ကနော်အာအာစိုးရိမ်ပူပန်ပြီးတော့မှသူတို့ရဲ့ national education တစ်ခုလုံးကိုပါသူတို့တွေကြောင်းလဲဖို့လို့စူးစမ်းခဲ့ကြတယ်။သူတွေနဲ့1958ခုနှစ်မှာ National Defense Education Act ဆိုပြီးတော့မှာပေါ့เนาะဒီသူတို့ရဲ့ education system ဒီတစ်ခုလုံးတော့မှာ National Defense အနေနဲ့ရှုမြင်ခဲ့ကြတယ်အဲအကြောင်းမို့အာ you Soviet Russia တွေကိုသူတွေပြိုင်နိုင်အောင်သူတွေ education system ထဲမှာ science နဲ့ technology နော်ဒီ engineering and math ဆိုတဲ့ဟာတွေကိုဟိုဦးစားပေးပြီးတော့မှာဟော education တစ်ခုလုံးတော့မှာသူတို့ကပြောင်းလဲခဲ့ကြတယ် ဒီလိုနဲ့เนาะဒီနောက်ပိုင်း1980 80တဝိုက်မှာเนาะဒီဆိုဗီယက်ရုရှားနဲ့ US တို့က Cold War လို့ခေါ်တယ်เนาะစစ်အေးခေတ်မှာเนาะနှစ်နိုင်ငံအကြားတင်းမာမှုပြိုင်ဆိုင်မှုเนาะ ideologically economically စတဲ့เนาะအာနှစ်နိုင်ငံတကယ်စစ်တိုက်တဲ့အဆင့်ကိုမရောက်ခဲ့ပေမဲ့အပြန်အလှန်တွယ်ဝိုက်သောစစ်တွေနဲ့သူတို့ရှင်ပြန်ခဲ့ကြတာကိုဒီနေ့ခေတ်မှာကျွန်တော်တို့ Cold War စစ်အေးခေတ်ဆိုပြီးတော့ကျွန်တော်တို့တွေဟောလေ့လာခဲ့ရတာဖြစ်တယ် ဒီလိုမျိုးအာ US နဲ့ဆိုဗစ်ရုရှားတို့နိုင်ငံအပြန်အလှန်တင်းမာပြီးတော့ပြိုင်ဆိုင်ရာနေဟောနော်အာ education အပေါ်မှာရိတ်ခတ်မှုကဘာဖြစ်သွားလဲဆိုတော့ဟိုတုန်းက traditional education လို့ခေါ်ရဲပေါ့နော်ဒီလိုမျိုး memorize လုပ်တာဆရာတွေကတင်တာဆက်ရဲ traditional education ပုံစံကနေအာ science math engineering and no ဒီဒီ technology နဲ့ဆိုင်တဲ့အပိုင်းကို education တဖြည်းဖြည်းအာနိုင်ငံတွေကပို့ပြီးတော့မှဦးစားပေးလာခဲ့ကြတယ် ဒီနိုင်ငံဒါမကပဲပေါ့နော်ယူရိုမှာလည်း Britain တို့ German တို့ကနေနော်နိုင်ငံတွေရဲ့ national curriculum ကပို့ပို့ပြီးတော့မှာပေါ့နော်ဒီ science based နော် engineering based တွေဖြစ်လာအဲ့ဒါကို1990ပိုင်းမှာဒီ educator တွေရပေါ့နော်ဒီ stem ဆို STEM stem ဆိုပြီးတော့မှာတည်ဝင်နာမည်လေးတခုပေးခဲ့ကြတယ်အဲ့ဒါကိုကျွန်တော်တို့ဒီနေ့မှာ stem education stem curriculum ဆိုပြီးတော့ကျွန်တော်တို့ ဟောတည်လာရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုး education ပြောင်းလဲမှုတွေကသူများနိုင်ငံတွေမှာ1960 80 90တဝက်ကနေဖြစ်လာခဲ့ပြီပဲပေါ့နော်ကျွန်တော်တို့လိုမြန်မာနိုင်ငံမျိုးမှာတော့ကျွန်တော်တို့မသိခဲ့ကြအောင်ဥပမာကျွန်တော်ဆိုရင် high school တက်တဲ့အချိန်မှာ2000 2008တောင်မှာကျွန်တော်တို့ရဲ့ curriculum ထဲမှာ bar stem နဲ့တူတာမဟုတ်ဘာမှမရှိခဲ့ ဒါပေမဲ့တကြုံရဲ့အိန္ဒိယနိုင်ငံတွေအထူးဖြင့်ဒီ East Asia တွေเนาะအာဆီယံနိုင်ငံတွေကြည့်မယ်ဆိုဥပမာအာเนาะဒီစင်ကာပူတို့เนาะစင်ကာပူတို့ဆောက်ကိုရီးယားတို့တွေเนาะဒီထိုင်ဝမ်တို့ဟောင်ကောင်တို့တွေဆိုတော့1990နောက်ပိုင်း2000နောက်ပိုင်းကတည်းကသူတို့ရဲ့ National Curriculum ကိုတဖြည်းဖြည်းနဲ့ STEM ဆိုတဲ့เนาะ Science Technology Mathematics and the Engineering တွေနဲ့နှီးဆောင်သူတို့လုပ်လာခဲ့တယ် ။တခြားဒီထက်ပိုပြီးနောက်ကျတဲ့ဒီ Southeast Asia နိုင်ငံတွေဖြစ်တဲ့เนาะ Philippines တို့ Indonesia တို့ Malaysia တို့တောင်ပါเนาะထောင်အာထောင်အာ2000စနစ်73 74တောက်လျှောက်ပါပြုပြင်ပြောင်းလဲမှုတွေတဖြည်းဖြည်းနဲ့เนาะ traditional curriculum ကနေဒီ stem oriented curriculum တွေကို သူတို့ပြောင်းလဲခဲ့ကြတယ်အဲ့တော့ stem curriculum stem oriented education ဆိုတာဘာလဲလို့ကျွန်တော်မေးစရာရှိတယ်တကယ်တော့အဲ့ဒါကတော့ဘာလဲဆိုတော့ဒီ traditional way of no teaching ဒီလိုဆရာကရှိရတယ်မယ်ကျောင်းသားတွေကရွတ်ဆိုမယ်အလွတ်ကျင့်မယ်ဆိုတော့ traditional learning ကနေ stem education ကဘာကွာချားလဲဆိုတော့ stem ဘိုင်းမှာကြတော့ဒီကျွန်တော်တို့ student oriented ဖြစ်မယ်ကျောင်းသားတွေက project based no project based inquiry လို့ခေါ်တယ်ကျောင်းသားတွေက project alike problem solving တွေကို alike နဲ့ပင်ယူရတာဖြစ်တယ်ဆရာတွေက guide ပေးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ stem ဆိုတာကကြတော့ဒီ science technology engineering နဲ့ mathematics တွေကို ျွန်တော်တို့ real world problem လို့ခေါ်ကမ္ဘာမှာလက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာအအသုံးချပြီးတော့မှတကယ် education ကိုဥတည်တဲ့ဟာမျိုးဖြစ်နေတယ်။ဒါပေမဲ့တစ်ဖက်မှာကြတော့ဒီ education policy တွေဆိုတာနိုင်ငံအလိုက်လုပ်ရတာမျိုးတွေဖြစ်တယ်။နိုင်ငံအလိုက်နော်အာတည်ဆောက်ရတာမျိုးတွေဖြစ်တဲ့ခါကြတော့ကျွန်တော်တို့ individual ပေါ့နော်တဦးချင်းတယောက်ချင်းစီအနေနဲ့ကျွန်တော်တို့ဘာလုပ်နိုင်မလဲ ထူးသဖြင့်ပေါ့နော်ဥပမာအာစင်ကာပူလိုမျိုးတခြားတိုးတက်တဲ့နိုင်ငံတွေမှာနေတော့နော်အစိုးရကနေမှဒီဒီ national curriculum ကိုချိန်းသွားပြီးတော့ရနိုင်ပြီပဲဒါပေမဲ့ဒီလိုကျွန်တော်တို့လိုနိုင်ငံတွေမတိုးတက်တဲ့နိုင်ငံတွေမှာရှိတဲ့လူတယောက်တွေအနေနဲ့နော်တဦးတယောက်ချင်းစီ individually ကျွန်တော်တို့ education ကျွန်တော်ဘယ်လိုလုပ်နိုင်မလဲနော် stem oriented education မျိုးကိုဘယ်လိုလုပ်လို့ရမလဲဆိုတဲ့မေးခွန်းကဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်နိုင်မလဲဆိုတော့ အာကျွန်တော်တို့ဒီကျောင်းသူကျောင်းသားတွေအနေနဲ့ပေါ့နော်တခုခုလေ့လာတဲ့အခါမှာဒီစာအထူးဖြင့်ဒီ science နဲ့ math ပေါ့နော် science နဲ့ math တွေဆိုတာကကျွန်တော်တို့အာ science နဲ့ math ပြီးရတဲ့တစ်ခါတည်းအလုပ်ရဖို့အတွက်ဆိုတော့စိတ်နဲ့လေ့လာရတဲ့ subject တွေတော့မဟုတ်ဘူးပေါ့နော်ဥပမာ အာမြန်မာပြည်မှာဆိုလဲကျွန်တော်တို့ဟောဟုတ်ခစ်တွေခရေကဒီ math နဲ့ကြောင်းပြီးတဲ့လူရှိနေ physics နဲ့ကြောင်းပြီးတဲ့လူရှိနေဒါပေမဲ့ဒီ math နဲ့ physics နဲ့ကြောင်းပြီးတဲ့လူတွေကိုကျွန်တော်တို့အလောက်ကင်ပေးဖို့အတွက်ကျွန်တော်တို့မှာ math တွေ physics တွေကိုနော်အာ math နဲ့ physics နဲ့ပြီးတဲ့လူကိုအလောက်ကင်ပေးဖို့အတွက်ကျွန်တော်တို့မှာ company တွေလည်းမရှိဘူး industry တွေလည်းမရှိဘူးအဲ့တော့အာဒါပေမဲ့တစ်ဖက်မှာကြာတော့ဒီလိုမျိုးအဲ့လိုပြောလို့ဒီ math တွေ physics တွေနော်ဒီ problem solving based science based learning တွေကိုထားခဲ့ပြီးတော့မှဥမာဆိုပါဆိုလူတိုင်းတင်နေတဲ့ MBA တို့เนาะဒါမှမဟုတ် marketing တို့တွေပဲကျွန်တော်တက်တော့မလားလို့မေးစရာရှိတယ်။ဒါပေမဲ့အဲ့လိုလုပ်ဖို့ကြောက်လဲအော်ပြန်စဉ်းစားကြည့်လိုက်တော့လဲအဲ့လိုမျိုးတော့အော်လုံးလုံးမရအောင်ပေါ့เนาะဘာလို့လဲဆိုတော့ဥပမာအော်ဒီတခြားပေါ့เนาะဒီ MBA တို့လို့ဒီလို business နဲ့ဆိုင်တဲ့ course တွေကကြတော့ဘယ်လိုဥပမာပေးရမယ်ဆိုတော့ ဟိုမှာဒီဒီချစ်ပြုတ်နည်းနဲ့ကြည့်ရမယ်ဆိုဟိုမှာ marketing တို့တခြား MBA တို့ဆိုတာကဟိုမှာထားပါတော့စက်သားချင်းကြီးဝသားချင်းကြီးကိုတင်ပေးတဲ့အာ subject တွေနဲ့တူတယ်ဆိုတော့ဒီ subject တွေနဲ့ကြောင်းပြီးရဒီ subject တွေနဲ့သင်ယူနေတဲ့ကျောင်းသားတွေကဟင်းတစ်မျိုးကိုတော့ချစ်တတ်တယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ဒီ science တွေ math တွေကကျတော့သူက foundation တွေဖြစ်တယ်သူကကျဘာနဲ့တူလဲဆိုတော့ဥပမာ mean အကြောင်းเนาะ heat အကြောင်းလေ့လာတာလည်းတူတယ်ဆိုတော့ဒီ ဟင်းတမျိုးတွေကိုချက်တက်တာတဲ့ဒီလိုမျိုးအပူအကြောင်းမီးအကြောင်းဒီဟွာအကြောင်းကိုတကယ်ဖောင်ဒေးရှင်းတွေကိုကျွန်တော်လေ့လာလိုက်တာ ਨੇ နော်ပို့ပြီးတော့မှကျွန်တော်တို့ရဲ့ training ကပို့ပြီးတော့မှကျင်ပြန့်သွားမယ်ဥပမာအာဟင်းတမျိုးတွေကိုချက်တက်တဲ့လူမဟုတ်ပဲ ਨੇ နော်ဥပမာမျိုးနဲ့ပေးရမယ်ဆိုတော့ဒီ menu တစ်ခုလုံးကိုဖန်တီးတဲ့လူတယောက်ဖြစ်နိုင်ဖို့အတွက်ဆိုတာကဒီနော်ဒီ fundamental လေးကိုကျွန်တော်တို့ကအာတီးဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ STEM education ဆိုတာကကျွန်တော်တို့ ဒီနေ့မှာတကယ် real world problem တွေကမ္ဘာမှာကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အရာတွေကိုကျွန်တော်တို့က science technology engineering နဲ့ math ဆိုတဲ့ foundation နဲ့ကျွန်တော်တို့ကဖြည့်ရှင်းနိုင်ဖို့တာကိုတင်ယူတာဖြစ်တယ်။ဒီ subject တွေဆိုတာကသူ့ရဲ့ subject ထဲမှာရှိတဲ့ facts တွေเนาะအချက်လက်တွေကို memorize လုပ်ရတဲ့ subject မဟုတ်ဘဲနဲ့ကျောင်းသားတယောက်ရဲ့ပေါ့နော်သူ့ရဲ့အသွေးခေါ်စဉ်းစားဖို့ problem solving skill တွေကို တင်ပေးရတာဖြစ်တယ်အဲ့တော့ဒီနေ့ခင်ပါလေမိဘတွေအနေနဲ့လည်းနော်ကျောင်းသူကျောင်းသားတွေကိုသားသမီးတွေပြန်လာတဲ့ခါမှာကျောင်းမှာအမတ်ဘယ်လောက်ရလဲလို့မေးမယ်စာကျောင်းမှာဘာပြဿနာဖြေရှင်းခဲ့လဲဆိုတာမျိုးကနေကျွန်တော်စာလို့ရတယ်ဆိုတော့ကျွန်တော်တို့မှလည်းကျောင်းသူကျောင်းသားနေအနေနဲ့လည်းကျွန်တော်ရဲ့ subject တွေမှာကျွန်တော်ယူတဲ့ဘာသာရပ်တွေမှာငါဘယ်လောက်ရတယ်ငါ A ရတယ် B ရတယ် C ရတယ်ဆိုတာကိုမျိုးကိုနော်မစင်စားပဲနဲ့ဒီပြဿနာမှာ เนาะကျွန်တော်ဘာပြဿနာမျိုးဖြေရှင်းလဲဘာ critical thinking မျိုးနဲ့ဘယ်ဟာမျိုးကိုငါစဉ်းစားလဲငါဘယ်ဟာမျိုး skill မျိုးရလဲဆိုတာမျိုးကိုစဉ်းစားပြီးတော့มาပေါ့เนาะဒီ stem oriented education by curriculum ဘိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့มาဥတည်လို့ရမယ်ထင်ပါတယ်